မေရိကန်နိုင်ငံကနမဲဆိုးနဲ့ကြော်ကြတဲ့အလဲပိုင်းအမေရိကအကျဉ်းထောင်ကိုပို့ဆောင်ခြင်းခံရတဲ့ဗင်နီဇွဲလားလူမျိုး238ယောက်ထဲကဒါဇင်ပေါင်းများစွာအတွက်ကာရာကတ်ရှေ့နေလုပ်ငန်းအဖွဲ့တစ်ခုကအယ်ဇာဗီဒိုတရားရုံးချုပ်ကိုတနင်္လာနေ့ကရှောက်ထားချက်တရက်တင်သွင်းလိုက်ပါတယ်ဒီလူတွေကိုအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကဘယ်တရားရုံးကြားနာခြင်းမှမလုပ်ဘဲ တုံးခဲလာတဲ့စစ်တွင်ဥပဒေတရက်ကိုအသုံးပြုပြီးအယ်ဇာဗီရိုနိုင်ငံကိုအကြမ်းဖက် Trendy Aquara ဂိုင်းဝင်နေလို့ဆွဆွဲပြီးတော့ပို့ဆောင်လိုက်တာဖြစ်ပါတယ်။တိုင်းပြည်ကနှင်ထုတ်တဲ့အမိတ်ကိုအမေရိကန်ပြည်ထောင်စုတရားသူကြီးတယောက်ကယာယီဆိုင်ကမ်းမိတ်ထုတ်ပေးထားတဲ့ကြားကနေအခုလိုပြန်ပို့လိုက်တာဖြစ်ပါတယ်။ဒီလူတွေကိုကဒုံးရိတ်ခြေချင်းခတ်ပြီးအယ်ဇာဗီရိုနိုင်ငံကလုံခြုံရေးအမြင့်ဆုံးချထားတဲ့အကြမ်းဖက်တမထိမ့်သိမ်းရေးစခန်း CECOD ကိုပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ရွှေပြောင်းဝင်ရောက်လာသူတွေကိုဆက်လက်ထိန်းသိမ်းထားခြင်းအတွက်အကြောင်းပြချက်ပေးဖို့ရှေ့နေဂျေမီ အော်တီကာကတနင်္လာနေ့မှာအရှိတော်အတွင်းစာချုပ်တော်တင်သွင်းလိုက်တာဖြစ်ပါတယ်။ဒီလူတွေဟာကျွန်တော်တို့နိုင်ငံမှာဘာပြစ်မှုမှကျူးလွန်ထားတဲ့သူတွေမဟုတ်ဘူးလို့အော်တီကာကတရားရုံးတော်ကိုရှောက်ထားပါတယ်။အဲဒီဗင်နီဇွဲလားလူမျိုးတွေလွတ်မြောက်ရေးအတွက်ရာပေါင်းများစွာသော လူတွေကလည်းဆန်ဗာဒီမြို့မှာနေရာအနှံ့ဆန္ဒပြနေကြပါဗျ။ အကျဉ်းသား30ရဲ့ဆွေမျိုးတွေကသူ့ကိုအမှုအတွက်လိုက်ပါဆောင်ရွက်ခွင့်ပေးထားပါတယ်။ဒါပေမဲ့သူကဒီအုပ်စုတစ်ခုလုံးလွတ်မြောက်ရေးအတွက်ဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့ဆက်ပြောထားပါတယ်ရှင်။လွတ်သောမီဒီယာကိုဆက်လက်ကြည့်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Mama Wendy ချင်းကို